ကဘာပြတ်တယ်ဆိုတာဟာဆက်ကြပါလားခရီးတသိပြတ်တာကိုပြောတာเนาะဒီတဏ္ဍာန်လေးငရင်လှုပ်တာတော့ဘုတဏ္ဍာန်လေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရည်ချီးတာတဲ့ဒါတွေကတဏ္ဍာန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံးလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုပါ ဘုရားဝါဒတရားတော်အရအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုကတ္တကပ္ပကျလို့ခေါ်တယ်။ဘုရားငါးစုပွင့်တဲ့ကဘာဘုရားငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းညာသရီမိတ္တရာမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လာခရီးတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားเสียအကြောင်းမရှိသေးဘူး။ အဲဒေတာပိုင်းဆိုင်ရာတခုခုပြတ်တာမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးနေရင်လောက်တာတော့ရှိနိုင်တယ်ဟောမိလောင်တာတော့ရှိနိုင်တယ်ခြေမျောတာတော့ရှိနိုင်တယ်ဒါကတော့တဏှာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေထားလေးပေါ့တဏှာထဲမှာရှိနေလို့ရှိရင်တော့ ဒီလိုအန္တရာယ်တွေကတော့ရှိတယ်။အဲတော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲ။ကုသီလကိုအာကိုဖို့သစ္စာတရားဆိုဖို့။နော်။ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာလေးယူ။အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုရိဒာဥပိ္ပခာလို့ဆိုတဲ့ဗြမဝိဟာရတရားတွေပွားများအထောက်ချဖို့ဆိုတယ်။ကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုရတယ်။ ဒါပဲအကုအဲတော့ကဘာကြီးဖြစ်စည်းသည်ဆိုတဲ့အခါကဘာကို ဖြစ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီးပြက်အောင် လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုပြောင်းလဲပျက်စီးသွားစေနိုင်တယ်။ဒါကြောင့်မို့လို့ လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးတောင်ပြီးတော့ပျက်စီးတယ်တဲ့အဲတချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေတိတ်ကြီးလို့ရှင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲတော့လောကလူတွေဟာတိတ်လောဘတွေကြီးလာတိတ်လောဘတွေကြီးလာလို့ရှင်ကဘာကြီးကမီးလောင်ပျက်စီးနိုင်တယ် ။ဘာလို့လောဘဆိုတာလဲပဲပြောတာလောဘကလည်းရင်ထဲမှာပူတဲ့အရာတစ်ခု။ဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်လာပဲ။ဒေါသဆိုတာလည်းမီးပဲ။ဒါဖြင့်ဒီမီးနဲ့မီးကဘလို့ထူးခြားတော့လို့ကိုယ့်အကိုစဉ်းစားကြည့်လိုက်။ဒေါသမီးကကောက်ရုံးမီးလိုပဲဝုန်းတိုင်းဆိုပြီးသွားတာနော်။ လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်းလိုချင်မှုဆိုတာယတ္ထမှာရှိပါမရှိဒေါသဆိုတာပြေသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တကြစိတ်ကကြည်သွားပြန်အေးသွားရာဂဆိုတာကျတော့အဲ့လိုစိတ်ကြည်အေးသွားတာရှိမှမရှိဘူးလိုချင်မှုကအမြဲတမ်းရှိအဲ့တော့ရာဂမီးကတမြင်းမြင်းလောင်းနေတယ်မီးသူလည်းမီးပဲ ဒေါသမီးဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးလိုအဲ့တော့သာမီးဇန်ကနေမှာလူရည်ရတဏ္ဍမှာယဉ်နှဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့ လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိရဲနဲ့မလှုပ်တဲ့နာတွေလှုပ်တယ်မမှရင်ရင်နေမောဟတွေးဝေးတာကိုယ်ကားတွေချက်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြက်စီးသွားနိုင်တယ် ဆိုတော့ကဘာဖြစ်တဲ့အင်အားစုတွေကဘာတွေရောဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြစ်တာအင်အားစုကအဲကဘာဖြစ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီကဘာဖြစ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာ ကဘာဖြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြတ်တဲ့နေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိတ္တိမဲ့ကျမ်းမှာဒီလိုဆုံးထားတဲ့စကားတစ်ခုနော်ကဘာဖြတ်ပြီးဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေလေမီးရပဲ အကျဉ်းများစွာဖြစ်တယ်ဤကဘာဖြစ်လို့ရောဆိုလူတွေမှာလောဘကတောင်းကျမ်းနေကြတာခုနမြတ်စွာဘုရားဟောတဲ့အထဲမှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မလို့အမြဲတမ်းလူတွေကိုလွန်မိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မလို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်ဟဲ့ အဲမီးဖြတ်တဲ့ကဘာကပို့ပြီးတော့အကျိန်များလာပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့ဒီလူဖြစ်တဲ့အခါအခုဗဒ္ဒကဘာမှာအရိပတ္တိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့ပြည်ပြည်တက်တန်းနေတိုးလာတယ်ဆိုတာဘုရားမထေရ်ရှား သတ္တန်တွေတိုးလာတဲ့အမှန်တမ်းထင်ရှားတယ်လူတွေရဲ့အသက်တွေဟာတဖြည်းဖြည်းဆိုးရွားတာဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီသိတ်ကြီးသတ္တန်တိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမှန်တမ်းပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နဲ့တွေအမျိုးစုံတီထွင်လာကြအစွမ်းထက်တဲ့လက်နဲ့တွေကိုအသုံးပြုပြီးတော့ လူသားတွေဟာကိုနေထိုင်တဲ့ကဘာကြီးကိုဖြတ်စည်းကြတာဒီတိုင်းပဲလားဖြတ်စည်းပြကြအေးနောက်ဆုံးမှာတံဝေကတွေရပြီးတော့ကိုယ်စိတ်ကို ချုံးနိုင်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကို ပြန်ပြီးတော့တတိယလာတဲ့အခါမှာ လူသားတွေရဲ့တက်တန်းဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်။အဲဒီလိုတက်လိုက်တာ လူသားတွေကောင်းရင်ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးရဲ့ရှည်လိုက်တာ အသင်ခြေထီအောင်ရှင်။လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်ပါအောင်မယ်။အဲဒီအနေတစ်ခါပြန်ပြီးတော့လူတွေအကျဉ်းစားလိုက်တဲ့ပြက်မှုကိုအကြောင်းပြုပြီးတက်တန်းတွေပြန်ဆုတ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 ်လာတဲ့အခါတသိန်းကအောက်ရောက်လို့ အသက်ဟာ၈၀၀၀တန်းဆိုတဲ့အခါမှာအရိမတရားမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းကြည့်အောင်တော့ဒီကဘာကြီးခုနလိုပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေညကဘာကြီးဟာလုံးဝခုနတည်းမှာမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုး မပြက်ဘူးပေါ့ဒေသအလိုက်ငရင်လုံးလို့တော့ပါရေတွန်းလို့တို့ဒီလိုဟာမျိုးတော့ရှိမှာ ရှင်းပါအရှိရမနေနိုင်ဘူးဒါကတော့ရှင်းတယ်အဲ့ဒါလို့အနစ်၈သောင်းတန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်တဲ့လူတွေကရွှေခစ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှာဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒကဘာကြီးဟာလည်းပျက်စီးပါဘာလို့လဲဆိုတော့မြတ်စွာဘုရားဟောထားတာလေသဗ္ဗိသင်္ခါရအိဋ္ဌာ ဘေယာမထာဝရတည်ရှိတာရှိပါမရှိဘူးတနေ့တစ်ချိန်ကပျက်စီးရတေးချာတယ်ညကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲအေးအဲ့တော့အခုလို့ကြီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းတာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားသခင်ကိုရောပြရဲ့တရားတော်ဤပြတ်နှံ့ရာ ကျန်းနဲ့ဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားခရီးတသိန်းဆိုတာအများအားဖြင့်တော့နတ်ဒီပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားလိုက်တာနတ်ဒီပြမာတွေပဲဆက်ကြပါလားခရီးတသိန်းမှာရှိတဲ့နတ်ဒီပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနိုင်ယူမှတ်သားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြည့်ပြီဆိုရင် တခါပြည့်ရင်ဆက်ကြဝလာဂရေတသိန်းထီအောင်ပြတ်တယ်တဲ့နော်ဆက်ကြဝလာဂရေတသိန်းပြတ်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြတ်တဲ့အခါမှာမပြတ်ခင်ဘလောက်ကကျူတင်ပြီးတော့သိရအနှစ်တသိန်းကနေကျူတင်ပြီးတော့သိတယ်ကဘာပြတ်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လို့ဆိုရင်စာထဲမှာပါတာကိုပြောနော် ဒီကြောင်းရာတွေကိုယုံကြည်နိုင်ပွဲရာမရှိဘူးလို့ပြောကောင်းပြောလို့ရတယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထာတာဘယ်သူယုံမလဲတဲ့။ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့။အညတ္တရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတ္တပန်ပုဂ္ဂိုလ်ကလွင်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမှာရှိဘူးလား။ ယုံရမှာမဟုတ်ဘူးသတ္တဝါဖြစ်ရင်တော့ယုံပြီပေါ့ဟောဒါဆိုပြဒီလိုဟောတာရှိတယ်အညတရဒိဋ္ဌပရိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးဒီနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးတာအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကဒီနေ့ပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံတယ်လုံးဝယုံတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်မြတ်ရှိကောင်းရှိလိမ့်မယ် ဒီလိုဆိုလို့ဟာနော်ကောမန္တာကောတထာတာကဘာကြီးတနေ့ကြပြတ်မယ်ဆိုရင်ဘသူတိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့တော်သောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တဏ္ဍာပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဒါလို့ဆိုရတဲ့ရသတ်တာအဲ့ဒီမှာ ကဘာပြတ်တော့မယ်ဆိုရင် ရုပ်ချင်းကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဂျူဟာလို့ဆိုရဲကာမဘုံကနတ်တည်းသရင်ပေးတဲ့နတ်တည်းရှိတယ်လောကဂျူဟာဆိုရဲသရင်ပေးတဲ့နတ်တည်းအိုးသရင်ကြီးကို ဖာရဖြေချပြီးတော့တကယ်ကိုညီညာနဲ့အဝတ်ကြီးကိုဝတ်လို့ အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ် ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တံမာရိတံဘာဝေထဟောမိတ်ဆွေတို့မိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းဇာမဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါမုရိတာဘာဝေတ္တပါတဝူကြီးပွားတာတဝူမနာလိုမဖြစ်ကြပါနဲ့ ဥပိ္ခာဘာဝေတ္တာတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလို့ကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြပါပါမေတ္တာကရုဏာမုရိတာဥပိ္ခာဆိုတဲ့တရားတွေပွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူတို့ပြောတာတိုက်တော်တာဘုရားမဆိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်း စောပြီးတော့ပြောတာခြေညာချဲထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ဒီတရားဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင်တန်တရာတွေကကင်းညင်တယ်ဆိုလို့ရှိရင်ခွန်ကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ် မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်ကျိုးစီးပွားကိုကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့နိုင်ငံနဲ့ကြည်လေနိုင်ငံနေနိုင်ငံနေဟာကိုယ်ကျိုးစီးပွားကိုကာကွယ်ရေးဆိုတာလုပ်လာကြသူများအကျိုးစီးပွားမဟုတ်ဘူးကိုယ်ကျိုးစီးပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ် တူကြည့်ပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်။နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခမထားနိုင်ကြဘူး။ရံလိုကြတယ်၊မုန်တီးကြတယ်၊တွေ့တာကြတယ်ဆိုတဲ့အနေထားတွေဖြစ်လာ။အဲ့ဒါတွေကကဘာပြတ်ဖို့ရအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာ။ အဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခာအဲမုရိတာပွားကြပါဥပိ္ပခာထားကြပါမိဘနှစ်ပါးသေစားကြပါလူကြီးသူမတွေကိုယူသိကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြည့်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင် လူဆိုတာကြောက်ပြီဆိုရင်ပိုလို့နော်ကြောက်เสียရှိရင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မလို့အဲ့ဒီအချိန်မှာလူတွေဟာစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေဟာမြတ်ပြည့်ရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရောအဲတိရိစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမ့်မငင်းစဲတော့ဘူးလေမငင်းစဲဘူး ကျင်နာမှုလေးတွေတကောင်းတကောင်းအကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်ပါတခါတခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေးသူတို့မှလည်းအဲလိုအကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့လက်ပြေရောက်ကြတယ်လက်ပြေရောက်တဲ့အခါလက်ပြေရောက်တဲ့အခါကျတော့စံတရားဆက်ပွားများတဲ့အခါပြမပြေရောက်ကုန်ကြတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေအလုံးဟာ နောက်ဆုံးမှာကဘာပြက်ဖို့ကဘာပြက်မဲ့နေပဲလွတ်တီထီအောင်သဘာမီးလောင်တဲ့ထဲမပါရသူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြက်တာကတော့သူကသူပြက်မှာပဲမရဘူး။ဒါပြက်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြက်ချိန်တန်းလို့ပြက်တာ။ ဲ့တော့တတ္တဝါတွေကဒီထဲမပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာလိုက်ပါအဲ့ဒီမှာမိဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်တိအောင်ဖြတ်တော့ဆိုရင်အဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကိုဖြတ်တယ်အဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကိုအဲ့တော့ဇမ ပါရိသေသဗျမပရောဟိတာမဟာဗျမလို့ဆိုရဲကွဋ္ဌမဇံဗျမဘုံပါသွားတယ်အဲ့ဒီဘုံပြက်သွားအကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘကိဏာဆိုရဲဗျမပြည့်ရဲ့အောက်ကုန်ပါသွားတယ်တခါလေးဖြတ်တဲ့ဘုံကျတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကျတော့ ဒီဝေဟဘုဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံတွေပါပါသွားတယ်။ပို့ပြီးတော့လေကပူပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့။အဲတော့မီးဖြက်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်း အဲ့တော့ဒီစัจ java လာပြင်နေရရှိတယ်ဆိုတာသိပ္ပံဆရာတွေကတောင်အခုတွေ့တယ်။ဟောနောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်။အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရာအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အိဗယ်မျိုးပေါ့။ဒါကသဘာဝကြီးကသူ့အတူဖန်တီးလာတယ်။ခြေဖြတ်တဲ့ကဘာကြတော့ ိုးရရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစ်စ်မိုးတွေဗာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတော့ဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အေးပျော်သွားနိုင်တော့အဲ့ဒါမှငံနဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းငံကြီးထိတဲ့အခါမှာ ကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေးအေးပြောတောင်းတယ်လည်းဆွေးမြေးအေးပြောအဲ့ဒါလို့ထိလိုက်တဲ့ဟာတွေကအကုန်အေးပြောပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေးဖြတ်တာလေဖြတ်တာကြတော့တစ်ဖြည်းဖြည်းမြူးမုံလေးတွေလွဲ့နေလေကနေစပြီးတစ်ဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာ တိုက်အိမ်ကြီးတော့ကြောက်တုံးကြီးတွေထီအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထီအောင်နောက်ဆုံးမှတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထီအောင်တိုက်လာပြီဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှစัจကြဝဠာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမုန်းဖြစ်သွားသည်ထီအောင်တိုက်ပြစ်တယ်အာဂတာကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ် ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအေးပြောသွားလို့အာဂတာကြီးပဲကျန်နေလေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲကျန်နေလို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိတယ်။အဲအဲ့ဒါလို့ဖော်ပြထားတာဟာအမှန်မဲလားလို့ဆိုရသော်ဘုရားကိုယ်တိုင်ကဟောထားရတဲ့အချိန်မှာ အေးဒီအကြောင်းအရာကိုသတ္တဗံမတဘာတပြည့်ပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်တိုးတော်လည်းပဲမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်ညပေါင်းများစွာကြားတဲ့အခါမှာဒီအခြေအနေစိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမတမရှိချလာတဲ့အခါကလပြန်မှာဒါမျိုးကြီးဖြစ်လာမှာပါ ပျက်စီးမှုဆိုတာတခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးရနေလွတ်ပြီးတော့ကောင်းရသူတွေမှနေကြတယ်အဲတချို့စားတဲ့မှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတော့အမှန်တမ်းဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းတော့လည်း ဒီနိဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီခံကံကြီးလုံးဝငင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွန်လန်းမရှိတော့အဲ့လိုပုဂ္ဂိုလ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရေသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရေသားတွေလည်းပဲ သူတို့မှာတစ်ချိန်ကငရေတရိစ္ဆန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွာအားနဲ့ဘဝတစ်ခုကအစင်တန်းလေးမြင့်လာလိုက်အနှစ်တသိန်းဆိုတော့အချိန်ကြီးအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ ငရဲကလွလူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာပြမပြေရောက်တိရိစ္ဆာန်လေးတွေကလည်းအကျင့်နာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကမ္မအော်တရားကျင့်အဲလူဘဝမှာတရားကျင့်လို့မမီတဲ့ပုဂ္ဂိုလ်ကဓာတ်ပြေရောက်ဓာတ်ပြေကြတော့ဓာတ်တွေကအတိညာဏ်ပူထက်တယ်ပူထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ပြမပြေရောက်ကြဒီလိုနဲ့ကဘာပြတ်တဲ့ခိန်ကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ ကဘာပြမှုနဲ့ပတ်သက်ပြီးတော့ဝိတုဒ္ဓိမဲ့မှာခေါ်ပြထားတာရှိတယ်။ကြည်ကြည်ပြည့်ပြည့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ရအဲ့ဒါဝိတုဒ္ဓိမဲ့မြန်မာပြန်ကိုဖတ်လို့ရတယ်ပေါ့။